ားလုံးပဲမင်္ဂလာပါခင်ဗျာမြတ်တန်လွေ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာတာတရေးသားထားတဲ့ခွာမဲအမည်ရတဲ့ပြရလောကဇလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ဇလံလေးမစတင်ခင်မှာကျွန်တော်တို့ရဲ့မြတ်တန်လွေ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူပုံခန့်မဲဖြစ်ပါတယ်ခင်ဗျာ ောပြရရင်တော့အံ့ဩစရာကြီးဗျကျောက်တို့ရွာခွာမဲလို့ခေါ်တဲ့ကရင်လေးကအခုအသက်၈နှစ်ရှိပြီဒီကောင်ခွာမဲကမွေးကလေးကတရေမြင်ရတဲ့ကောင်ဗျဒီကောင်ကငါးနှစ်သားလောက်ကလေးကသူ့မိဘတွေကိုပြောပြတာပထမတော့သူ့မိဘတွေကခွာမဲပြောတာကိုနားမလည်ဘူးဗျခွာမဲကလည်းတရေဆိုတာမသိဘူးလေဗျာအမိုးညရွာတဲ့ကိုအယူမှယူဝင်လာရင်တိလားခွေးတွေဝိုင်းဟောင်းတော့မှထွက်ပြေးသွားတာဗျဖိုးခွားလေမဟုတ်ဘူး ဒီရွာမှာအယူမမရှိဘူးခွေးတွေဟောင်းတာဟိုးမြောက်ပိုင်းကခွေးတွေနေကြော်လာလို့ဟောင်းတာပါမကြောက်နဲ့မကြောက်နဲ့အမို့ဖိုးခွားမကြောက်ပါဘူးဒါမဲ့ခွေးမဟုတ်ဘူးဗျအယူမကြီးလာတာဖိုးခွားတေးချောင်းမြင်လိုက်ရတာခွာမဲရတော့ပြောရှာတာဗျဒါပေမဲ့သူ့မိဘတွေကမယုံကြဘူးဒီအကြောင်းသူ့အဖေသူ့အမေကရဲစရာလို့သဘောထားပြီးတော့လူဆိုရင်ပြောပြောပြီးတော့ရဲကြတယ်ဗျတခါကျတော့ခွာမဲကပြောတယ်အမို့ ညလာတဲ့အယူမကြောက်စရာကြီးဗျသပင်ဖားလျားကြီးနဲ့မျက်လုံးကြီးကပြူးထွက်နေတာပြီးတော့အဲ့ဒီအယူမအဝတ်စားမပါဘူးကိုလုံးကြီးဗျလူတွေလိုလမ်းလျှောက်တာမဟုတ်ဘူးဖေနိုင်ရကြီးသွားပြီးတော့လက်နှစ်ဖက်ထောက်ပြီးပြေးတာများလွတ်မြန်တာအမိုးရဲ့ဟဲဖိုးခွားရဲ့အယူမကြီးလာရင်ခွေးတွေဟောင်းမှာပေါ့ညာခွေးရောင်တန်တွေအမိုးတော့မကြပါလားအမိုးဒီရွာခွေးတွေကအရင်လာတဲ့အယူမတွေကိုပဲဟောင်းရဲတာအမိုးရဲ့ ညလာတဲ့အယူမိုက်ကိုကြတော့ကြောက်လို့ဟော်မိုနေနေသသားအိမ်အောင်မှာအီအီအီနဲ့អော်ပြီးတော့ပုန်းနေကြတာအမီးတော်မလှုပ်ရဲဘူးဗျခွာမဲကအဲ့လိုမကြမကြပြောနေပေမဲ့ဘသူကမှအလေးနံမထားကြဘူးပေါ့ဗျာနောက်တော့ခွာမဲစကားတွေကနည်းနည်းထူးဆန်းလာတယ်ဗျရွာထဲမှာလူတည်သွားတဲ့အခါမျိုးမှာအမြဲမဟုတ်ပေမဲ့တစ်ခါတစ်ခါမှတော့ပြောတယ်ဗျအမိုးကြီးရွာမြောက်ပိုင်းကကြက်တော်ဆိုတဲ့လူကြီးတည်သွားတာအယူကြီးဖြစ်သွားတာဗျညာကျုပ်တို့ဝိုင်းရှိရနေသဘင်ပုတ်တိုက်ကြီးနဲ့ရှောက်သွားနေတာကျုပ်တွေ့လိုက်တယ် ကျောက်တော့ဝိုင်းနေရခွေးတွေဝိုင်းအောင်လို့ရွာနောက်ပိုင်းကိုထွက်ပြေးသွားတာဗျ။ပထမတော့ခွာမဲပြောတဲ့အတိတ်ပဲကိုကျောက်တော့ရွာမှာနားမလဲကြဘူး။ခလေးပြောတဲ့စကားဆိုတော့တိတ်လည်းမပြတ်နိုင်ဘူးပေါ့ဗျာ။နောက်တော့ဒီတဲ့င်းကကျောက်နားတဲ့ကိုရောက်လာရော။ကျောက်ကတော့ဒီတဲ့င်းကြားရတယ်ချက်ချင်းသဘောပေါက်လာတယ်လေဗျာ။ကျောက်ကခွာမဲကိုခေါ်ပြီးတော့တိတ်တိတ်လေးမေးကြည့်တာဗျ။ခွာမဲမင်းကညာဘက်ကိုအယူမရရဲ့အယူတွေရွာထဲကိုဝင်လာတာတွေ့ရဆိုဟုတ်လား။ဟုတ်တယ်ဗျာကိုကြီးတတေးကကျောက်ကအယူမကြီးတွေကိုမြင်ရတယ် ဒါမဲ့ဖာကြီးတို့အမိုးတို့ကမမြင်ကြဘူးဗျ။အဲ့ဒါဘာဖြစ်လို့တော့ဂွိတတ်တယ်သိလား။ခွာမဲရဲ့အယူဆိုတာလူတိုင်းမြင်ကြရည်လေ။လူတိုင်းမမြင်တာအယူမဟုတ်လို့ပေါ့ကွ။ဟမ်။အယူမဟုတ်ရင်ဘာတော့။ကြောက်မြင်မှဆိုဂွိတတ်တယ်ကမယုံမြန်ဘူး။ဟာယုံနေခွာမဲရ။ပြီးတော့ဂွိတတ်တယ်ပြောပြမှာပေါ့။ကြောက်ပြောမယ်ဂွိတတ်တယ်။ဒီရွာလူတွေတေသွားရင်ဂွိတတ်တယ်တို့တေတဲ့လူကိုဘယ်လိုယူသွားရုံဗျ။ဟာခွာမဲရ။ တင်းဆိုင်ကောင်ကိုယူသွားပြီးတော့တကြိုရတာပေါ့ကွာဘာတော့မြအဲ့အဲ့ဒီဟာဘာကိုပြောတာတော့ဒီလိုကွာတကြိုရဲဆိုတာတေတဲ့လူကိုမြေချင်းနဲ့ကိုထည့်ပြီးတော့အပေါ်ကနေမြေကြီးတွေအပြည့်နဲ့ပြန်ဖိုးလိုက်တာပေါ့ကွာဟာဒါဆိုတေတဲ့လူဟာရွာကိုဘယ်လိုလုပ်ပြီးပြန်လာမှာတော့အေးပေါ့ကွာခွာမဲရပြန်လာလို့ပဲရမှာတော့ခွာမဲဆိုတဲ့ကောင်ကပူတူတူလေးဗျကတုံးပြောင်လေးနဲ့မျက်လုံးကပြူးပြူးလေးဗျစကားပြောရင်လည်းကရင်တန်ဝိုးဝဲလေးနဲ့ချစ်စရာလေးပါဗျာ ကျုပ်ပြောတာကိုတိတိကျကျနားထောင်ပြီးမှဒီကောင်ကကျုပ်မျက်နှာကိုဆေးဆေးကြည့်ပြီးပြောတာဗျဂွိတာတွေခမားပြောတာမှားနေတယ်ဗျအေးဘာဖြစ်လို့တော့ဟုတ်ကွာခွာမဲရဂွိတာတွေတို့မြေချင်းထဲမှာမြုပ်ထားတဲ့လူတွေတွေကရွာထဲကိုပြန်လာနိုင်နေဗျဒီအတိုင်းပြန်လာတာတော့မဟုတ်ဘူးဗျအယူဖြစ်ပြီးတော့ပြန်လာကြတာဗျအေးဟုတ်လားကွာခွာမဲရဒီယူတွေကိုမင်းကမြင်ရတယ်ပေါ့ဟုတ်လားကျုပ်မြင်ရတယ်ဂွိတာတွေကခွာမဲ မင်းကပြောပြမယ်။မင်းတရဲဆိုတာကိုကြားဘူးလား။အာကြားဘူးတာဗောကိုကြီးတတေကတရဲဆိုတာလူတွေကိုလန့်သွားအောင်ခြောက်တာဗျ။ကြောက်တွေ့တာတရဲမဟုတ်ဘူးဗျ။သူတို့ကလူလိုပဲရှောက်သွားနေတာဗျ။ခွေးဟောင်းတောင်မှကြောက်လို့ထွက်ပြေးသေးတာဗျ။ကြောက်ပြောတာကိုဒီကောင်ကမယုံဘူးဗျ။ဒါနဲ့ကြောက်လေဘာမှထပ်မပြောတော့ပဲသူပြောတဲ့အတိုင်းအယူလိုပဲထားလိုက်ရတာဗောဗျာ။ဘာလို့လို့နဲ့ခွာမဲတောင်ရှင်းနေကိုနေအွေရောက်လာပြီဗျ။ကြောက်နေတွေ့ရင်တော့ခွာမဲမင်းအယူတွေတွေ့သေးလား အဲ့လိုကြောက်ကမင်းရင်ခွာမဲရ။အာတွေ့တာဗောဂွိတတရား။ဟိုတလောကကျုပ်ဖာတီနဲ့ယာရဲလိုက်သွားတာ။ထိုင်မင်းကြီးပေါ်မှာထိုင်နေတဲ့အယူမကြီးတရားကိုတွေ့ခဲ့သေးတာဗျ။အယူမကြီးကသပင်ဖားလျားကြီးချပြီးတော့ထိုင်နေတာဗျ။ဟိုးရွာမြောက်ဘက်ကထမ်းမင်းတွေကိုလှမ်းကြည့်နေတာဗျ။ဖာတီနဲ့ကျုပ်နဲ့အဲ့ဒီထိုင်မင်းကြီးအောက်ကနေဖြတ်ပြီးတော့လဲမောင်းလာတာတော့မှကျုပ်တို့ငုံမကြည့်ဘူးဗျ။အော်ခွာမဲရဲ့အဲ့ဒီမိမကြီးကမင်းပြောသလိုယူနေတာဆိုရင်သူကြည့်ချင်ရတယ်ကြည့်နေမှာပေါ့ကွဟုတ်တယ်ဗျ ုတ်တယ်ဟုတ်တယ်။တန်နဲ့နေအောင်ကွာခွာမဲရ။ထူးထူးခြားခြားအယူတဲ့အယူမရတွင် ကိုကြီးတက်တယ်ကိုပြောအောင်တော့ခွာမဲ။ဟုတ်ကိုကြီးတက်တယ်ပြောမယ်ပြောမယ်။ခွာမဲရသူပြောရတဲ့အတိုင်းကျုပ်ကိုတကယ်ပြောတာပြော။ကိုကြီးတက်တယ်ကိုကြီးတက်တယ်ကျုပ်ကဝိုင်းထဲမှာအမေကိုကူပြီးမြေပဲတွေလှမ်းပေးနေတာဗျ။ဝိုင်းဝါးနဲ့ကျုပ်ကိုလှမ်းခေါ်နေလို့ဘသူရောလို့ကျုပ်ကလှည့်ကြည့်လိုက်တယ်။အမေတော်ကျုပ်လိုပဲလှည့်ကြည့်တယ်ဗျ။ဟဲ့တာတီဒါဘသူကလေးတော် နင့်ကိုသိနေပါလားအော်တောင်ပိုင်းကစောတာကြီးသားလေးပါဗျအော်ကရင်မသာခွာမဲလीလားအင်းဟုတ်တယ်ဟုတ်တယ်ခွာမဲလာကွာဝင်ခဲ့လေဝင်ခဲ့ဟဲ့ခွာမဲနေမေကရင်မနေကောင်းရလားကောင်းတယ်ဗျအကြီးရဲ့ဒီနေ့ပါတီနဲ့ຢာရဲလိုက်သွားတယ်။အော်အေးအေးခဏနေအောင်နော်။အကြီးအိမ်မမငါပြောသေးသွားလို့လာအောင်မယ်။ပန်ဝေးကောင်ကပူမတော့လာရောက်လို့ဝယ်ထားလိုက်တာ။လှုပ်ချိုတာဟဲ့ အမေကပြောရင်းနဲ့အိမ်မော်တက်ပြီးတော့ခွာမဲစားဖို့ငပြောသီးသွားယူတယ်။ခွာမဲမင်းငါးစီကိုအလဲလာလား။မင်းကငါးစီကိုမလာစဘူးလာလေတော့ကိုကြီးတက်တရအံ့ဩသွားတာခွာမဲက။မဟုတ်ဘူးဗျ။ကျုပ်ကိုကြီးတက်တရကိုပြောစရာရှိလို့ဗျ။ကိုကြီးတက်တရကျုပ်ကိုပြောထားတယ်မလား။ထူးခြားတဲ့အယူမရဲ့အယူတွေတွေ့ရင်ပြောပါလို့လေ။အေးလေကိုကြီးတက်တရခွာမဲကိုပြောထားရည်လေ။ကျုပ်အဲ့ဒီကိစ္စနဲ့လာတာဗျ။ဟေးဟုတ်လားကွာခွာမဲက။ ဒါနဲ့မင်းအခုတလောထူးထူးခြားခြားအယူတွေတွေ့လို့လားကွာအမေလာပေးတဲ့ရခိုင်ကံပြောသည်ကိုလှမ်းယူပြီးတော့ခွာမဲကချက်ချင်းစားတာဗျခွာမဲတို့ကရင်တွေကပွင့်လင်းနေဆိုတာကိုကျုပ်သိပြီးသားပါဗျာဟန်ဆောင်ပန်းဆောင်ဘယ်တော့မှမလုပ်ကြဘူးဗျကိုကြတည်းဟိုတလောကမီးတွင်းထဲမှာတည်သွားတဲ့အနောက်ပိုင်းကမက်ရွှေစင်ကိုသိရမလားဗျအာမသိပဲနေမလားကွာခွာမဲကငါသိတာပေါ့အဲအဲ့ဒီမက်ရွှေစင်တည်တော့ကမြေချင်းတူပြီးမြောက်တဲ့လူတွေထဲမှာကိုကြတည်းပါလားဟာခွာမဲကကိုကြတည်းကဥဆောင်ပြီးလောက်တာပဲလေ ဒါဆိုရင်တော့သွားပြီဗျ။အေးဘာဖြစ်လို့တုံးခွာမဲရ။ကိုကြီးတားဒီလိုမြေချင်းကိုဖုံးတာမလုံလုံးဖြစ်မှာပေါ့ဗျာ။ဟေးဟုတ်လားကွာ။ဘာဖြစ်လို့တုံးကွာ။ဘာဖြစ်ရမှာတုံးဗျ။တေသွားတဲ့မက်ရွှေစင်ကြီးကရွာတွေကိုပြန်ရောက်လာလို့ပေါ့ဗျာ။ဟုတ်လားကွာခွာမဲရ။ဟုတ်ပါဗျာ။တကူလုံးကိုဆက်နှင်းနေဝါထိန်နေလို့ဗျ။ဒါဆိုသူ့ရောပဲယူနေတာပဲလား။ယူနေတာပေါ့။စပင်ကြီးကိုဖားလျားချလို့ဗျာ။ နေအောင်ပြကြုတ်ပြောအောင်မယ်မရွှေစင်ကရွာထဲကိုသူတယောက်တည်းလာတာမဟုတ်ဘူးကိုကြီးတက်တရဟုတ်လားဒါဆိုသူနဲ့အတူတခြားဘသူတွေပါလာလို့တော့ကွာအယူမကြီးတယောက်ပါလာတယ်ဗျပြီးတော့အဲ့ဒီအယူမကြီးကလှုပ်ကြောက်ဖို့ကောင်းတာဗျာသပင်ဖားလျားကြီးနဲ့မျက်လုံးကြီးကပြူးပြူးကြီးဗျသူ့မျက်လုံးကြီးကနေရဲနေတာကိုကြီးတက်တရမတ်တက်ရက်ပြီးလည်းမသွားနိုင်ဘူးဗျဒူကြီးနှလုံးထောင်ပြီးတော့လက်နှစ်ဘက်ထောက်သွားတာဗျပြီးတော့အဝတ်စားလည်းမပါဘူးဗျအဲပြောရအောင်မယ် ဲ့ဒီယူမကြီးကတစ်ပင်တက်တာတော်တော်ကျွမ်းကျင်တာဗျတစ်ပင်မော်တက်ရင်ကုန်းကုန်းကြီးတက်သွားတာလက်ကနဲလက်ကနဲနေတာပြီးတော့ပြန်စင်းရင်လည်းဇောက်ထိုးကြီးစင်းလာတာဗျမြန်ချက်ကတော့ပြောမနေနဲ့ဗျအဲ့ဒီတရေမှာအဲအဲအဲ့ဒီအယူမမတ်ရွှေစိန်နဲ့လိုက်လာတာလားဟုတ်တယ်ဗျမတ်ရွှေစိန်နောက်ကလိုက်လာတာတစ်ပင်အမြင့်ကြီးတွေတွေ့ရင်လက်ကနဲလက်ကနဲတက်လိုက်ပြန်စင်းလိုက်လုပ်နေတာဗျဒါနဲ့မင်းကဘယ်တော့မှတွေ့တာလဲခွာမင်းကကြောက်တွေ့တာနှညရှိပြီဒီညလည်းလာအောင်မထင်နဲ့ ်ခွန်မင်းပြောတာကိုကျုပ်ကကောင်းငြိမ့်လိုက်တယ်ပြီးတော့စဉ်းစားတယ်ဗျချက်ချင်းသဘောပေါက်သွားတယ်မတ်ရွှေစင်ကမိတွင်းထဲမှာတေးတာဆိုတော့ကလေးကြံရိတ်ခဲ့တယ်ဗျသူကလေးကိုသူ့စီခေါ်ခြင်းလို့လာလာကြည့်ရဖြစ်မယ်အဲ့ဒါကိုတစီဘွားမှာတွေ့တဲ့တရေမကြီးတယောက်ကမတ်ရွှေစင်ကိုကူညီဖို့လိုက်လာတာဖြစ်မယ်ဗျကလေးရဲ့ဝိညာဉ်ကိုမတ်ရွှေစင်ကရအောင်မနှုတ်တတ်ရင်တော့သူနဲ့ပါလာတဲ့တိပ္ပမောကဇောက်ထိုးဆင်းနိုင်တဲ့တရေမကြီးကတော့ကလေးဝိညာဉ်ကိုရအောင်နှုတ်မှာဗျခွန်မင်းကကျုပ်နဲ့စကားပြောပြီးပြန်သွားတယ် ဒါနဲ့ည7:00နာရီလောက်မှာရွာတွေကခွေးတန်နေကြာရောဗျကျုပ်လည်းမျက်ကွင်းဆဲကွင်းပြီးတော့ရွာထဲကိုထွက်ခဲ့တယ်ဆေးလွယ်ကြီးလည်းလွယ်လို့ပေါ့ဗျာကျုပ်ကမတ်ရွှေစိန်တို့ဝိုင်းဘက်ကိုထွက်ခဲ့တယ်မတ်ရွှေစိန်တို့ဝိုင်းနဲ့မျက်နှာချင်းဆိုင်ရာဘိုးတင်ရွှေတို့ဝိုင်းနဲ့ကနေဝင်ပြီးတော့အချိန်နေကိုစောင့်ကြည့်နေလိုက်တယ်ဟောခွေးတွေဥပြီပြောဟာခွာမဲပြောတဲ့တရေမကြီးဗျသပင်ဖားလျားနဲ့ကိုလုံးတီးကြီးဗျမတ်တက်ရက်သွားတာမဟုတ်ဘူးဗျမြောက်တီမြေကြီးပေါ်မှာခုံသွားသလိုသွားတာဗျ မြန်လိုက်တာလည်းရိတ်ခနဲရိတ်ခနဲနေတာပဲဟောသူ့နောက်ခလန်လန်းမှာမရွှေစိန်ပြစွန်းနှင်းရောင်ဝါဝါကြီးပြောအံ့ရောဗျာခွာမဲဆိုတဲ့ကလေးကဒီတရေတွေကိုဒီတိုင်းမြင်နေရတာဗျတရေကိုတရေမှမသိပဲနဲ့အယူရဲ့ကြီးပဲပြောနေတာဗျို့မရွှေစိန်ရောတရေမှကြီးရောမရွှေစိန်တို့အိမ်ရှိမှရက်ပြီးတော့အိမ်ကိုစိုက်ကြည့်နေတဲ့ပုံပဲဗျကျုပ်စိုးရင်သွားတာကအိမ်ထဲမှာရှိတဲ့မရွှေစိန်ရဲ့ကလေးအတွက်တော်တော်စိုးရင်သွားတာဗျို့ကျုပ်ဘာလို့ရင်ကောင်းမလဲလို့တွေးနေမိတယ် ည7နိုင်လောက်ရှိတော့မရွှေစိန်ရောတရေမကြီးကိုပြန်ထွက်သွားကြတယ်ဗျခလေးတော့ဘာမှမဖြစ်တော့ဘူးထင်ရတာပဲအဲ့ဒီညအင်းရောက်တော့ကျုပ်အိပ်ရာမဝင်ခင်မဖဲဝါကျုပ်ကိုပေးရတဲ့ကိုဝဲရုပ်ကိုကင်ပြီးတော့မဖဲဝါကိုပင့်လိုက်တယ်တင်းညာရှင်မှာမဖဲဝါခမားကျုပ်တို့ထဏောင်းကုန်းမှာမကြခင်ကမတ်ရွှေစိန်ဆိုတဲ့မိန်းမတယောက်ကလေးမီးဖွားရင်နဲ့မီးတွဲမှာတေးသွားတယ်ဗျ။အခုမတ်ရွှေစိန်တရေမနဲ့ကြောက်စရာကောင်းတဲ့တခြားတရေမတယောက်ကညာတိုင်းကျုပ်တို့ရွာထဲကိုဝင်လာပြီးတော့မတ်ရွှေစိန်ရဲ့ကလေးကိုဝိညာဉ်တော့ဖို့လုံနေလို့ဗျ။ အဲ့ဒီကိစ္စကိုမဖက်ဝါကူညီပေးပါကလေးအတွက်ကျုပ်စိတ်ထဲမှာတော်တော်ဆိုးရင်နေလို့ဗျအိပ်ပျော်သွားတာနဲ့ကျုပ်ကအိမ်မက်မတော့တာပဲဗျလေတွေတဝီဝီတိုက်နေတဲ့ကြားမှာအယော်လေးတရွတ်တော်မလုပ်တဲ့ဆက်နေရသည့်အဝါပင်ကြီးအောက်မှာမဖက်ဝါရက်နေတယ်ကျုပ်ကိုအိမ်မက်ပေးတဲ့အချိန်မဖက်ဝါကျုပ်နဲ့ရွယ်တူကောင်းမလေးပုံစံဖန်ဆင်းပြီးတော့ပြနေကြဗျတတေမတ်ရွှေဆိုင်ကကလေးကိုရအောင်ခေါ်ဖို့လုပ်နေရနော်သူ့မှာအစွမ်းမရှိဘူးဟဲ့ဒါကြောင့်မိလောင်ကုန်တင်းညိုင်းနေရပန်မိုးပင်သေးရဲမောင်အကူကြီးတောင်းတာ ဒါမဲ့အိမ်ထဲကိုသူတို့ဝင်လို့မရသေးဘူး။အေးဝင်သွားရတယ်ခလေးကိုဝင်းညင်နှုတ်လိုက်မယ်။နင်သွားပြီးတော့အိမ်ကိုစီးတိတိကျကျချထားလိုက်။မနှက်ပြန်ညကျရင်ဒီကောင်မတွေကငါရွာပြန်ရနေလှမ်းခေါ်ပြီးတော့ကောင်းကောင်းဆုံးမလိုက်မယ်။အိမ်မက်လည်းဆုံးကြုတ်လည်းနိုးမိုးလည်းလင်းတာပါပဲ။ကြုတ်မက်ရွှေစိန်တို့အိမ်ကိုသွားပြီးတော့သူ့ယောက်ျားကိုအမှန်တမ်းအကျိုးကြောင့်ပြောပြလိုက်တယ်။ကိုမိန်ဆိုတာကြုတ်ပြောတာကိုကြတော့ငိုလိုက်တာဗျာ။ဖြစ်မှဖြစ်ရလေမက်ရွှေစိန်ရဲ့။ငါဘာလို့ရမှာတော့တတေးရဲ့။ မတ်ရွှေစင်ရဲ့အတွက်ကတော့စွန့်ထက်သူပြခလေးအတွက်ကတော့ကိုကြီးမိန်မစိုးရင်နဲ့ဒီညမဖဲဝါကိုယ်တိုင်လိပ်ပြခွဲပေးလိမ့်မယ်ကျုပ်ကတစ်ဆုံးစေးတော့ကိုအခလေးနဲ့ချစ်ပြီးတော့ရေပုံးထဲမှာဖြော်လိုက်တယ်ပြီးတော့ခွက်ကလေးနဲ့စေးတော့ရေကိုခတ်ပြီးတော့ဝိုင်းအောင်စီးချထားလိုက်တယ်အိမ်ုံလည်းထပ်ပြီးတော့စီးချတယ်အဲ့ဒီညတော့ကျုပ်ကိုမိန်တော့အိမ်ထဲကနေပဲဝင်ပြီးတော့စောင့်ကြည့်တာပေါ့ဗျာဒီလိုနဲ့ညသက်ကောင်လေးရောက်ရော လာတာပဲပြို့ခွေးတွေကလည်းဥလိုက်တာမှမပြောပါနဲ့တော့ဗျာဟော ရောက်လာကြပြီပြို့မြောက်လို့ခုံခုံသွားတဲ့တေးရဲမကြီးရော တကူလုံးဆက်နှင်းလုံးဝါထိန်တော့တဲ့တရေမှာမတ်ရွှေစင်ရောဝိုင်းရှိမှာရက်ပြီးတော့အိမ်ကိုကြည့်နေကြတာဗျကျုပ်ကဆေးလွယ်ထဲကမဖဲဝါရဲ့ကိုပွားရုပ်လေးကိုထုတ်ပြီးတော့မဖဲဝါကိုပင့်လိုက်တယ်တင်းချိုင်းရှင်မာကြီးမဖဲဝါဗျတရေမှာရွှေစင်နဲ့ဟိုတရေမှာကြီးရောက်နေပါပြီဗျထဏောင်းကကျုပ်တားတဲ့အကြောင်းကြားပါတယ်ဗျကျုပ်လက်ထဲမှာကင်ထားတဲ့မဖဲဝါရဲ့ကိုပွားရုပ်ကလေးကစက္ကနဲတုံကားတယ်ဗျဟောမဖဲဝါရဲ့အထံကြီးဗျရွာပြန့်ကြားရတာဟာ တရဲမကြီးကခြာကနေလှည့်ပြီးပြေးပြီဗျဟောတရဲမမတ်ရွှေစိန်လည်းလိုက်သွားတယ်ဗျမဖဲဝါလည်းရွာပြင်းကနေအော်ခေါ်နေတာဗျသွားပြီဗျသွားပြီခလေးတော်တော်လုံးဝစိတ်ချသွားရပြီပေါ့ဗျာခဏနေတော့ခလေးကိုရင်ခွင်ထဲမှာပွေထားပြီးတော့မအိမ့်နိုင်အောင်ဖြစ်နေတဲ့ကိုမင်းရချက်ကိုမေးတယ်ဗျတဒီဘလို့တော့ညီလေးရဲ့ကိုကြီးမင်းရေသွားပြီဗျမဖဲဝါကြီးကခေါ်သွားကြပြီခလေးကိုလိပ်ပြခွဲပေးလိုက်ပြီမတ်ရွှေစိန်အတွက်သာအလူအတန်းလှုပ်ပြီးတော့အမျှဝေလိုက်ပြီးတော့ တညလုံးမအိတ်ခဲ့ရတော့အိမ်ရောက်တာနဲ့ကြောက်လေအိတ်တော်တာပေါ့ဗျာအိတ်မပြောခင်မှာမွေးကလေးကတရေမြင်နဲ့ခွာမဲဆိုတဲ့ကောင်လေးကိုတတိယလိုက်သေးတယ်ဗျဟုတ်ကဲ့ပါအခုလိုအဆုံးထိအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဇလန်းကောင်းများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့မြေတန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ